အစာကိုကြည့်လိုက်မယ်နံပါတ်1ပေါ့နော်3 by 4နံပါတ်1 equation of the plane ကိုရှာခိုင်းတယ်မနေ့ကဆရာတို့ပြောခဲ့တယ် plane equation ကိုရှာဘယ်နှမျိုးရှိလဲနှစ်မျိုးရှိရယ်နော်ဟို y x y z ဆိုတဲ့ coordinate form နဲ့ပြောတာတမျိုးအဲ့ဒါကအချမ်းမပြောလို့ရှိရင်စမတ်သူရဲ့စုံမတ်ရှိရယ်ပြီးရင် derivative value ကို parameter နဲ့နှစ်ခါမြောက်ပြီးတော့ပေါင်းရတယ်နော်အဲ့ဒါက coordinate form ပေါ့ ပြီးနောက်တစ်ခုကာတီးဆီယံဖုန်းကပါလဲ AH AH BY DZ equal to D အဲ့ဒီမှာတော့ရှာတော့ A B C D ဒီလေးလုံးရှာလိုက်ရင်သူရပလိန်ကိုရှင်ရအဲ ABC တော့ရှာမိုင်းနီနီလာလာမယ်လို့မှတ်ထားတယ်ပြီးရင်နှုတ်ရင်1 2 -2 1 -2 -1 လို့နှုတ်เนาะအခုလည်းရှာတော့အဲ့ဒီနီးနဲ့ပဲတွက်ရမှာပဲအဲ့ဒါရှာတော့ဗာပြီးသားပြီးသားလဲ အမှတ်ဘယ်နှမှတ်ပြီးတာလဲအဲအမှတ်သုံးမှတ်ပြီးတာလေဒါတို့ရှာတော့ပါရှာမယ် directive value ဘယ်နှခုရှာမလဲ directive value ဘယ်နှခုရှာမလဲသုံးခုလားနှစ်ခုလား directive value လေ L1 M1 N1 L2 M2 N2 ဆိုတော့ဘယ်နှခုရှာ directive value တမ်းမို့ဘယ်နှခုပဲရှာမလဲနှစ်ခုပဲရှာမလဲလေ A ကနေစုံမဲ့ယူပြီးတော့ဘယ်လိုရှာမလဲ directive value ရော AB directive value of AC directive value of AB ကတော့ L1 M1 N1 directive value of AC က L2 M2 N2 ဆိုပြီးပရမအစ်အနေနဲ့အရင်ရှားပါမယ်အဲဘယ်လိုရှားရမလဲ directive value of AB ဆိုတာဘာတဲ့ဘာနှုတ်လိုက် B တွေကနေ A ရဲ့သက်ဆိုင်ရာအမှတ်တွေကိုနှုတ်အဲ့တော့နောက်ရရှင်းနှုတ်တော့ဗောနှုတ်ရစီမှာမှာ A ဂျင်းနှုတ်1ဂျင်းနှုတ်ဇက်ဂျင်းနှုတ် အဲ့ ABU အရင်ဆရာတို့ပြောကြည့်အောင်အာ ABU သူရှားဘယ်လိုနှုတ်မလဲ directive value က AB လိုချင်တယ်ဆိုရင် B တရားနဲ့ A နှုတ်ဆိုတော့ -5 တွေကအာ -5 တွေက2နှုတ်အဲ့တော့ -5 -2 ဆိုတော့ -7 အလဲချင်းနှုတ်2 -5 ဆိုတော့အလဲမှာ plus ဖြစ်သွားပြီအနောက်ချင်းနှုတ်4 -4 0အဲဒါဘာရပါပြီလဲ directive value က ab ရပါပြီသူသင်္ကေတအနေနဲ့ရှာတော့ဘာလို့သိရမလဲ l1 m1 n1 လို့သိရပါမယ်နောက်တစ်ခု directive value ကဘာကိုရှာမလဲ ac ဒါဆိုဘယ်သူနဲ့ဘယ်သူကြည့် a နဲ့ c ကိုကြည့်ပြီးတော့ဘာတွေရပါအောင်နှုတ်မှာလဲ c တွေကနေ a ကိုနှုတ်မှာဖြစ်တယ်အဲဘယ်လိုနှုတ်မလဲနောက်တရားနေအရှိတော့အရင်ဆုံးအရှိချင်းနှုတ်တော့ -2 တွေက 2ကိုတော့ -2 2ဆိုတော့ -4 အလဲချင်းတော့3 -5 ဆိုတော့ plus ဖြစ်ပြီးတော့8အနောက်ချင်းတော့ -1 -4 ဆိုတော့ -5 ရမယ်နော်ဒါတကယ်နားလဲမယ်နော်ဒါတကယ်ဟာအဲ့တော့ဘာတွေရှာလိုက်လဲ directive value က AB နဲ့ directive value က AC ကိုအရင်ရှာလိုက်တယ် ရှာရဲကြီးမှာဘယ်လိုသတ်မှတ်လဲဆိုတော့ directive value က AB က L1 M1 N1 လို့သိရမယ်။ directive value က AC က L2 M2 N2 လို့သိရမယ်။ဒါပြီးရှာလို့ကျင်တဲ့ဘာရှာတော့ AB C D ဒီလေးမျိုးရှာတော့ဟုတ်လား။ပုံစံကြီးပြန်ပြောရအောင်ပေါ့။ A ဆိုတာဘယ်လိုမှတ်ရလဲ money MN တခုနှောက်ရတာနော်။ money ဆိုတာ MN ကိုပြောတာဘာလဲဘာနှုတ်1 2 -2 1ဒါကြောင့်ဘယ်လိုရမလဲ။ m1 m2 minus m2 n1 ဒါက a b b ကနီလာနီလာဆို n a ပေါ့1 2တွေက2တော့အဲ့ဒါဆိုဘယ်လိုရမလဲ n1 l2 minus n2 l1 c ရပါလေလမင် lm အဲ့တော့ဘာရမလဲ l1 m2 minus l2 m1 အဲ့ဒါပါလေ a b c 3ခုရပြီပြီးရင် d d ကိုလျင်ရှာတော့ဘာရမလဲ ax1 plus b y 1 c z 1ဒါဆိုရှားလို့ကျင်တော့ဘယ်နှမျိုးလုံးရပါပြီ a b c d လေးမျိုးလုံးရရင်ဒီ equation မှာဘယ်လိုလိုက်ရပါပြီစာသွင်းလိုက်ရင်သူလို့ကျင်တယ် plain equation ပဲเนาะမခက်ဘူးလွယ်လွယ်လေးပဲအဲဒါမဲ့ဆရာဘုရားပုံစံကြီးတော့မှားလို့မရဘူးဗောနော်အဲ့တော့ပထမတစ်ပိုင်းနဲ့ directive value က a b နဲ့ directive value က a c ရှားရဲပြီးရင် a b c d ရှားမှာအဲ့ဒီပုံစံကြီးတိုင်းရှားလာပြီเนาะနောက်ပုံစံကြီးပြန်လိုက်လာတယ် a က m1 m2 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 m1 အဲ့တော့ယာတီကနေကြည့်ပေါ့နော် M1 က7ပြီးရင်ဗာနဲ့မြောက်မယ် Antonio ကဒီလိုလေးတနည်းပြော down product ပဲသိလားနော်အဲ့တော့ down product ပဲဆိုတော့ရှားပါရမယ်7ပြီးရင်ဗာပဲလဲ Antonio ကဘယ်လောက်လဲ minus 5အဲ့တော့7နဲ့ minus 5နဲ့မြောက်ပြီး minus M2 M2 ကဘယ်လောက်လဲဒီမှာ M2 က8တေချာစိတ်ရှိလေးကြည့်ပြီးတော့လို့တာပေါ့ပြီးရင်ဗာလဲ8 အဲအန်သူကဘယ်လောက်လဲအဲ0အဲအဲ့တော့ကျွန်တော်တို့မြှောက်ပြီးတော့ဘာလို့လဲနှုတ်လိုက်ရပြီအဲ့တော့ -35 နဲ့0နှုတ်တော့ပါပဲရမယ် -35 เนาะဒါအဲ့လိုကျွန်တော်သွားမယ်เนาะအဲ B လဲဒီတိုင်းပဲဒါတော့ခုကိုသိရမယ်လေနော် n1 a2 n2 a1 ဆိုတာဒီမှာကြည့်လေ n1 ကဘာတူလဲ0 a2 a2 ကဟာဒီမှာ a2 ကဘယ်လောက်လဲ negative 4ပြီးရင်တို့တို့ခုမြောက်တယ်ပြီးရင် minus n2 ကဘယ်လောက်လဲဒီမှာ n2 n2 က minus 5 ပြီး L1 L1 ဟောဒီမှာ L1 ကဘယ်လောက်လဲ -7 မှာသူတို့တို့ကိုမြှောက်ပြီးသူတို့တို့ကိုနှုတ်လိုက်ရင်ဒါပါရလဲ B ရနောက်ကစီစီအားကြတော့လမင်လို့မှတ်ရတယ်။ L1 M2 M2 M1 အဲဒီရရှာလိုက် ABC မြရလား။ ABC က D ကိုပဲ equation ရှာမှပြော D ဒီကွဲသူ AX1 BY1 CZ1 အဲ့တော့ ABC အပေါ်မှာရှာပွားပြီး A က -35 ရ level minus 35 C ကဈာတော့ minus 28အဲ့တော့ x1 y1 z1 နဲ့မျှတော့ဆိုတာ x1 y1 z ဆိုတာဘယ်အမှောက်ဘယ်အမှောက်ကိုပြောတာလဲသူတို့ရဲ့တုံတဲ့အမှတ်ဘယ်သူပြောတာလဲတုံမှတ်ဘယ်သူပြောတာလဲအခုဒါ directive value က ab နဲ့ ac ဆိုမှာစုံမှတ်ဘယ်သူဖြစ်မှာလဲ a ပေါ့ဒါဆို x1 y1 z1 ဆိုတာဘာယူရလဲ a ကိုယူရတာအမှ a1 နေရာမှာ2 y1 နေရာမှာအဲ negative 5နော်ဇက်ဝင်နေရာမှာ ပေါ်အဲ့ဒါတွေကိုဒီပုံဒီမှာအစာသွင်းပြီးရှင်းလိုက်ဒါပါရမယ်ဒီရဒါဒုတိယတပိုင်းပေါ့အဲ့တော့နောက်ဆုံးအနေနဲ့ဒါ ABC တွေကသူ့ပုံစံတွေမှာပါလို့မယ်အစာသွင်း equation ကဘယ်လိုသိတာလဲ AX BY CZ D အဲ့ဒီမှာဆောက်အစာသွင်းပေါ့နော်စာသွင်းလိုက်ရင်ဒါနောက်ဆုံးသူ့လိုတင်တဲ့ equation ရသဘောပေါက်မှာအသုံးပိုင်းပေါ့နော်ပထမတစ်ပိုင်းကပါရှားမယ် directive value နှစ်မျိုးရှာမယ် directive value က AB နဲ့ directive value က AC ဒုတိယပိုင်းကပါရှာမယ် AB CD လေးမျိုးရှာတတိယပိုင်းနောက်ဆုံးအနေနဲ့သူရဲ့ plane equation မှာအစားသွင်းမယ်အ plane equation ပြောကြည့်ပါ AX BY CZ D ရဲ့အဲ့မှာစာသင်လိုက်လို့ကျင်တဲ့ plane equation ရရမယ်နော်။ Okay တွေ့ကြည့်ပါ။အဲဒီမှာနှစ်ပုတ်ရှိမယ်နော်။အ B လည်း အဘီယာနာအိမ်ဆောင်တော့ပေါ့နော်ဆရာကူမတွက်ခိုင်းတော့ဘူးဒါပုံစံတူတူပဲဆိုအဓိကဒီဘေးကပုံစံနည်းလားမရရအောင်ချက်ပါအမှတ်၃မှတ်ပေးထားရဲအမှတ်၃မှတ်ပါဝင်တဲ့ plane equation ကိုရှာခိုင်းတယ်အဲ့ဒါပရမသဘိုင်းနဲ့ဆရာတို့ဘာရှာရမလဲ directive value ဟာ ab နဲ့ directive value ဟာ ac ကိုရှာရမလဲဒါပရမကဒုတိယသဘိုင်းကဘာရှာရမလဲ ab cd ၄မျိုးရှာအောင်ရှာရမလား ကိုရှားတာအလွယ်မိုက်တော့မန်နီနီလာလာမယ်1 2တွေကနေပြီးတော့2 1ကိုနှုတ်မယ်နော်အဲ့ဒါ ABCD ရှားတယ်တတိယအဆင့်နဲ့ရလာတဲ့ ABD ABCD ကိုပါပြန်လုပ်မယ်ပြန်ပြီးတော့အစားသွင်းမယ်အစားသွင်းဖို့ plane equation ပြန်ပြောကြည့် plane equation ရပါလေ AX BY CZ D အဲ့အမှဆရာပြန်အစားသွင်းလိုချင်တဲ့ plane equation ရအောင်နော်ရမယ်နော်အဲ့ဒါဆရာမတွက်တော့ဘူးနော်ဒါ ABCD ပြည့်သူရ plane equation ပြတဲ့ဒီမှာအစားသွင်းလိုက်ရပါ မေခွန်းရင်ဖတ်ကြည့်ပါ find the equation of the line pass through the point 3,2 and perpendicular to the plane to is minus 2y minus z equal to 3 find the point or intersection of the line and the given ပေါ်ရမပြီးတော့မြင်အောင်ဆိုပြီးပုံကျန်ဆွဲထားတာပုံနှိမ့်မှလည်းဆွဲထားပြီးတယ်ကျတော့ဘာကိုရှာခိုင်းလဲ ဘိုင်အီကွေးရှင်းရှာခိုင်းတာလေ line ကြောက်တရားမှာ line equation ရှိတယ် plane equation ရှိတယ်ဒီမှာတော့ line equation ကိုရှာခိုင်းအဲ့တော့ဒီ line equation ကဘာဖြစ်သွားလဲ passing through the point ဒီ line ရဲ့ဖြတ်မှတ်ကိုပြတာလေဘယ်မှောက်ဖြတ်သွားလဲ minus 1 3 2ဆိုတဲ့အမှတ်ကိုဖြတ်သွားတဲ့ line equation ကိုရှာပေးပါတော့အဲ့တော့ဒီမှာအဝါရောင်မြင်းကြောင်းလေး အဲဒီမြင်းချောင်းကဘာ equation လဲ line sorry line ပေါ့နော်အဲဒီ line ကဘယ်အမှောက်ဖြတ်လဲ negative 1, 3, 2ဖြတ်တယ်ဒါတစ်ချက်နောက်တစ်ချက် and ပြီးတော့ perpendicular perpendicular ဖြစ်လို့ဆိုတာဒီ line ကိုပဲပြန်ပြောတာဒီ line ကဘာဖြစ်လဲဒါမှကြတယ်ဘယ်သူနဲ့ဒါမှကြတယ် plane နဲ့ဒါမှကြတယ်ဘယ်သူနဲ့ဘယ်သူနဲ့လဲ line နဲ့ plane နဲ့ဒါမှကြတယ်နော်အဲဒါကြောင့်ရှားစီမှာတလားဒါမှကြတင်ရတယ်ဆရာဆွဲရတယ်ဒါဒါမှကြတာနော်အဲ့ဒီ plane ရဲ့ဘာပေးထားလဲလား ဒါ plane ရဲ့ပါလဲ equation ပေးထားတယ်ဒါကြောင့် plane equation ကိုဘယ်လောက်လို့ရေးတာလဲ 3h minus 2y minus z equal to 3เนาะသဘောပေါက်မလားเนาะအဲ့တော့ပြန်ပြောမယ်เนาะ line ပြီး line line equation ကိုမေးတယ်ပေးချက်နဲ့အဲ့ line ရဲ့ဘာကိုပေးထားလဲဒါပါလဲ passing point ပေါ့ဖြတ်မှတ် passing point point passing point ပေးထားတယ်အပြီးတော့ဘာဖြစ်လဲဒီ line ရဲ့ plane ပေါ့ဘာဖြစ်လဲ တော့မှကြတယ်အဲ့ဒီမှာဘာပေးတာလဲ plain ရဲ့ equation ကိုပေးတာလဲเนาะဒီနှစ်ချက်ပေးတာကျောင်းဘာအောင်မေးလဲသူရှာကန်းနဲ့ဘာအောင်ရှာကန်းလဲ find the power intersection of the line and given plain ဒုတိယတစ်ပိုင်းဘာအောင်မေးတာလဲ point intersection ဆိုတော့ဘာအောင်ရှာကန်းလဲစုံမက်ကိုရှာကန်းတယ်ဘာနဲ့ဘာရဲ့စုံမက် line နဲ့ plain ရဲ့စုံမက်ကိုရှာပြရအောင်ဒီမှာဆိုသင်ရတာနေကျောင်းဘာအောင်ရှာပြရအောင်ဆိုရင်ဒီ p ကိုရှာပြရအောင်ပေါ့เนาะအဲ့တော့ဟုတ်ပြီ သူကချင်းကပေါ်လင်းရှာအရင်စဉ်းစားကြည့်ရလို့ရှိရင်ကွာဒီ line equation ကိုလိုချင်ရှာတော့ဘာတိရမလဲဖြတ်မှတ်တစ်ခုတိရပြီးဘာတိရမလဲသူရဘာတိရမလဲဟုတ်တယ်ဘာတိရမလဲ directive value တိရမလား line equation မှာရှာတော့သူကဖြတ်မှတ်ပုံသဏ္ဍာန်ရတယ်လို့ရှိရလေအဲ့ဆိုရင်ဥမာအကျမ်းအကျမ်းမပြောလိုက်နော်အဲ့ဆိုရင်ကဖြတ်မှတ်လေ a ကဘာလဲ directive value ဒီနှစ်ခုသိရင် line equation ရှာလို့မရဘူးလားအဲ့တော့ဘာတိရပါလဲရှာတော့ဖြတ်မှတ်တိရပါဘာရှာမလဲ ဒါရိုက်တစ်ပဲလေဒီနေရာလေဒီဒါရိုက်တစ်ပဲသူလေးရှာတော့ပါလို့မယ်ရှာနော်အဲအဲ့ဒါကိုရှာလို့ရှာရှာဒါရိုက်ရှာလို့ကျင်တယ် line equation ရအဲ့တော့ပြောတဲ့အံပါရှာမယ်ဒါရိုက်တစ် value ဘယ်သူရဒါရိုက်တစ် value လဲဒါရိုက်တစ် value of the line ဒီလိုချင်တဲ့ line ရဲ့ဒါရိုက်တစ် value ရှာပြီးသူကဘာဖြစ်နေလဲ plane နဲ့ဘာဖြစ်နေ line နဲ့ plane နဲ့ဘာဖြစ်လဲ down မဲ့ကျနေတယ်လို့ပြတာအဲ့တော့ line နဲ့ plane နဲ့တောင်းမကြတဲ့အဲ့ဒီ line ရဲ့ directive value လိုချင်ရင်ဘယ်လိုရမလဲတဲ့အဲဆရာတို့သိရမှာ plane equation ပါပေးတာ 3x 2y z 3အဲသူနည်းပြောရရင်ဒါပါလဲဆိုရင် ax by cz d အဲ့ဒီ plane ဘောကိုတောင်းမကြတဲ့เนาะ plane တစ်ခုပေးထားတယ်အဲ့ဒီ plane ဘောကိုတောင်းမကြတဲ့ line ရဲ့ directive value ဆိုဘယ်လိုသိရမလဲ ABC လို့သိရမှာဒါပုံတွေပဲဒီမှာဆိုပလင်းပြထားတယ်နော် 3h 2 2 minus z ကိုသူသူဒါဆို a ဘလား a 3 b ရ negative 2 c ရ negative 1အဲ့ဒီတန်ဖိုးကဘာပဲလဲဒီပလင်းဘောကဘာဖြစ်လဲတောင်းမဲ့ကြားတဲ့ line ရဲ့ directive value လို့သိရဒါကြောင့်သူကွန်ဆောက်သိရမှာနော်သိကြပြန်ပြောမှာနော်ဒီ line ရဲ့ directive value လို့ချင်းဘယ်လိုရှာလို့ရလဲပလင်းရဲ့ဘောက် ကိုရေးလိုက်ရပြီအလွယ်ပြောင်းသူရဲ့ရှေ့ကမြောက်ပေါ်ကင်ရသူရဲ့ပါပဲလေ directive value ပဲဒါပေမဲ့ကန့်သက်ကြတော့ရှိရဲ့ line နဲ့ blend ဘာဖြစ်နေဘူးတော့လို့လဲအေးဒါမှကြားနေဘူးတော့လို့လဲဟုတ်မနော်ဒါဆိုပြောချင်တာဆရာတို့ဒါဟို directive value ရှားတာအရင်ကြီးမခတ်ဘူးပေါ့နော်ဘာကိုကြည့်လိုက်ရပြီ plane share မြောက်ပေါ်ကင်ရ directive value ပဲဒါကြောင့်မို့3 -2 -1 ဆိုပြီးရေးတာဘောပါမနော်အဲ့ဒါဆိုဘာရပါပြီလဲရှားလို့ချင်းတဲ့ line ရဲ့ directive value ရပါပြီ လိုင်းရဲ့ directive value လည်းသိတယ်ပြီးရင်သူရဲ့ဘာလည်းသိတယ် passing point ဖြတ်မှတ်လည်းသိရင်ဘာရှာလို့ရပြီသူလိုချင်တဲ့ equation ဘာလို့ရပြီရှာလို့ရပြီ equation တစ်ခါလောက်ပြန်ပြောကြည့်အောင် line equation ay z equal to x1 plus k a comma y1 plus k m comma z1 plus k n အဲ့တော့ x1 y1 z1 ဆိုတာဘာပြောတာလဲ စားမှတ်တင်ပြောပတ်စင်ဘွားဖြတ်မှတ်ဘယ်လောက်သိရမ်းဖြတ်မှတ်ဘယ်လောက်ပြီးတာလဲ minus 1 3 2ပြီးရင်ဘာရှားမယ် directive value ဒီမှာက abc ပေါ့တင်ပြောဒီ element ကိုပြောတာအဲ့တော့ဘယ်လောက်သိတာပြီးတာလဲ3 minus 2 minus အဲ့ဒါကိုဘာနဲ့မြောက် k နဲ့မြောက်ပြီးကပ်ပါလိုက်အဲ့ဒါသူရဲ့ equation မှာဒါဆိုဘာရ minus 1 plus 3 3k minus 3 minus 2k 2 minus k အဲ့ဒါဘာ equation ပဲလေလိုချင်တယ်အော် sorry သူကဥစားနဲ့ရှာလာတာရင်နော်အရတယ်ဒီလိုရေးလိုက်ရတယ်ဒါကဘာလို့သူရေးလိုက်တာမရှာရေးလာမလဲသူကဘာနဲ့ရေးလိုက်လဲ cartesian form နဲ့ရေးလာတာ cartesian form ဆို equation ပြပြောချင်အောင်ဘယ်လိုရ h minus h1 by l y y minus y1 by m အဲ့ဒီမှာ abc နဲ့ရေးလိုက်မရှာ a y minus y1 by b z z1 c အဲ့ဒီ alpha abc က directive value เนาะဒီမှာ directive value ပြီးရင် a ဇွန်မှာပဲ z ဝင်ကသူ့ရဲ့ passing point ဒါပါရပါပြီ line ရဲ့ equation ရပါပြီเนาะ तू อ่ะအာဒါဆရာဒီမှာရေးပါ तू อ่ะအဲ့တော့မှပြန်ပြီးတော့မှ coordinate form ပြန်ပြားလိုက်မယ်အဲ့ဒီမှာ coordinate form ပြန်အမှမှဒီကောင်တခါတန်းရေးလို့ရဒါပုံနဲ့အတိုင်းပဲဆရာသိရင်လောက်လာမယ်เนาะအဲ့တော့ line equation ရှာဖို့ဒါ cartesian sorry symmetric form နဲ့ပဲဆရာရေးလိုက်ပြီဒါ by equation ရပါပြီ လာရဲ့ equation ရပါတယ်ဒါသဘောပထမမိကူပြီးရပြီပေါ့အဲ့ဒါမှဆရာတို့ဘာပုံစံပြန်ပြောင်းမလဲ coordinate ပုံစံပြန်ပြောင်းမလဲအဲ့ဒါဆိုဘယ်လိုရေးမလဲ coordinate of the point on the line ဘာဖြစ်လဲ line ပေါ်မှာရှိတဲ့အမှတ်တွေက coordinate အဲ့ဒါကဘယ်လိုပုံစံဖြစ်ကြမလဲဆိုပြီးဆရာတို့အောက်မှာဖြေထုတ်အာ coordinate ဆိုတော့ဘာနဲ့ရေးရမလဲ x y z နဲ့ရေးရအဲ့တော့ဒီ equation သုံးကြအောင်ပါနော်ဒါခဏဆရာပြောဒီဘက်ဟာပဲ ဒီမှာတော့ပါရမီတာကိုသူကတော့ S နဲ့ပေးထားတယ်။ရမနော်။အဲအဲ့ဒါကိုဆရာဒီကနေ့လည်းကူးပြောင်းလာလို့ရတယ်။ဘယ်လိုကူးပြောင်းမလဲ။ဒီကောင်၃ခုကဘာနဲ့ညီတယ်လို့သိရမလဲ။ဒီကောင်တန်မိုးတွေကဘာဒီ၃ခုလောက်ဘာနဲ့သူဘာတန်မိုးရှာတာလဲ။ပါရမီတာဖြစ်တဲ့တန်မိုးကိုရှာတာ။ဟိုဒါဒီမှာဆရာဘာလို့ယူရမှာလဲ။အဲ S လို့ယူရမှာဆိုတော့ဒီ S ကိုဒီ၃ဒီအချိုး၃ဆိုတော့ဘာနဲ့ညီလဲ။ S နဲ့ညီတယ်။အဲ့ဒီကဆရာကိုယ်နဲ့ဖုန်းဆိုတာဘာရှာမှာလဲ။ ACY ရဲ့ ရှေ့လိုက်လေအဲဆိုလို့ချင်းနဲ့3ရပါတယ်လို့တမရတော့ 3s plus 1ဘတ်တော့ minus ဆိုတာကြောင်ဖြစ်ပလားလေ x ကို minus 1 plus 3s y လို့ချင်းနဲ့ minus 2ပါတယ်လို့တမရတော့ minus 2s minus 3ဘတ်တော့ပေါင်းတော့3 minus 2s ဆိုရတယ်နော်ဒီမှာသူကသိရင်လောက်တယ်တခါလေးရေးလိုက်ရတယ်နောက် z လို့ချင်းနဲ့ minus 1ကတမရတော့ minus s minus 2ဘတ်တော့ plus 2မို့လို့2 minus s ရအောင် ဒီဒီတပိုင်းလို့ပြောလို့ရပါဒါလည်းတင်းပြောဒီ၃ချောင်းလဲပါပဲလေဘာရဲ့ equation ပဲလဲလာရဲ့ equation ပဲဒါပေမဲ့ तू ကဘာ form နဲ့ပြောတာလဲ coordinate form နဲ့ तू ကပြောတာဒါပေမဲ့ဒီဒီဆရာပေါ်နားလဲမှာဒီတပိုင်းပဲဆရာအရင်ပြန်ပြောမှာ तू ဟိုပုံစံတွေကနည်းနည်းတွက်နေကြစဉ်းစားနေကြပုံစံမဟုတ်လို့လေအဲ့တော့ပရမတ်တပိုင်းပြန်ပြောမယ်လာရဲ့ equation လိုချင်ရှားတော့မဖြစ်မနေဘယ်နှမျိုးသိရမလဲနှမျိုးနှမျိုးပဲသိရမှာဘာသိရမလဲသူရဲ့ passing point ဖြတ်မှတ်တစ်ခုသိရမယ်ပြီးရင်သူရဲ့ directive value သိရအောင်အဲ့တော့ဆရာတို့ဘာသိပြီးသား passing point passive point ဖြတ်မှတ်သိတာပြီးသားအဲ့တော့ဘာရှာမယ် line ရဲ့ဒီမှာပေးထားတာကဒီ line ကဘယ်သူနဲ့ပြိုင်လဲဟောဒီ plane နဲ့ sorry ဒီ line ကဒီ plane နဲ့ဘာဒီ plane နဲ့ဘာဖြစ်တယ်ပြောတာလဲ perpendicular ဒါမှကြရပြောတာလဲအဲ့ဒါဆိုဆရာ concept ကဘယ်လိုသိကြရလဲ plane equation ကပါလဲ ax + by + cz = d အဲ့ဒီ line နဲ့ plane နဲ့ဘာဖြစ်နေမလဲ။ down match ကျနေလို့ရှိရင်ဒီ plane ရှားမြောက်ပေါ်ဂိမ်းဒီ line ရဲ့ဘာတံမှုပဲလေ။ direct ရဲ့ value ပဲ။ဒါကြောင့်မို့ direct ရဲ့ value တီးတဲ့ရှားကြမလို့ plane ရှားမြောက်ပေါ်ဂိမ်းတာကောက်ရေးလိုက်။ဒါပေမဲ့စာရေးတာတော့တရားပြန်ရေးပေါ့ဘလို့ရေးမှာ direct ရဲ့ direct value of the line line ရဲ့ direct value ဘာဖြစ်နေလဲ line လဲ။ perpendicular to the plane plane equation ကဘလောက်ပြီးတာလဲ။ 3h 2y minus z equal to 3r ပါဒီဒီဟာကြီးကမရေးချင်လည်းရအောင်နော် သူကအတိအကျပြောတာဒါပြီးအကဲမရေးကျင်လိုက်ရတာဒါပြီးပြည့်စုံနေပြီသားပါလေ line ရဲ့ directive value ဘာဖြစ်လဲ plane နဲ့သားမကြတဲ့ line directive value အဲ့လိုပဲရေးလိုက်ရ plane ရလဲဒီမှာအများကြီးရှိတာမဟုတ်တခုတည်းရှိတာလေမရင်းလဲ short လို့မရအောင်ဒါပြည့်စုံတယ်လို့ပြောလို့ရဒါဒီဒီချက်နားလဲပါဒါဆိုရှားတော့ဘယ်နှမျိုးသိရပါလဲနှစ်မျိုးသိရပါ passive voice လည်းသိပြီ directive value လည်းသိရင်သူကပထမမိကွန်းဖြစ်တဲ့ဘာကိုရှားလိုက်ရပြီ line ရဲ့ equation ရှားလိုက်ရပြီဒီမှာပထမဒါ symmetric form နဲ့ရှားလိုက်တယ်နော် အကူရှင်းဒီမှာကာရောလို့နော်အကူရှင်းကဘာရှိလဲအော်ဒီမှာအောက်ပြန်ရတာဘာရှိလဲအကူရှင်းက h minus h1 by a equal to y minus y1 by b equal to z minus z1 by c အဲ့ဒီမှာ h1 y1 z1 က passing point ရဲ့တန်ဖိုး u a b c က derivative value ကို u နော်ဒါအရှင်းဆုံးပြအောင်ရှင်းလိုက်အဲ့တော့မှဘာဖုံးပြန်ပြောင်းကိုယ်တိုင်အနေနဲ့ပြန်ပြောင်းရင်ရှားဒီ၃ခုအချိုး၃ဆိုတော့ဘာနဲ့ညီတယ်လို့သိရမှာလဲပါရမီတာဖြစ်တဲ့တန်ဖိုးနဲ့ညီရမှာအဲ့တော့ဒီမှာ s လို့ပေးတာလို့ ကြရပေးခွင့်ရှိတယ်နော်အဲဒါကရေးစားမလို့နော်ဆရာမြင်အောင်ပြရအောင်နော်အဲဆိုဆရာတို့ဒီဒီကနေ coordinate ဖုန်းစရာဘာတွေရှာမှာလဲအဲ့ဒီရဝိုင်းရဇက်ကိုရှာမှာဖြစ်တဲ့ဆိုကြောင့်အောက်ကဟာကတမြောက်ဒီဘက်ကျဟာဟိုဘက်ကိုပေါင်းနေနှုတ်နှုတ်နေပေါင်းလိုက်ရင်ဒါသူရဲ့ line equation မှာဘာဖုန်းရလဲ coordinate ဖုန်းပုံစံရအဲ့ဒါဒါဆိုရင်ဘာပဲပြီးသေးတာလဲဒါကဘာကိုရှာတာပြီးသွားပြီလဲ line ရဲ့ equation ရှာတာပြီးသွားပြီပြီးတော့မှဒုတိယပိုင်းဆရာဆက်ပြော ်ဟဲ့ဟုတ်တယ်စုံမတ်ကိုလိုချင်တာဘာနဲ့ဘာရဲ့စုံမတ်လဲ line နဲ့ plane ရဲ့စုံမတ်ကိုလိုချင်တယ်အဲ့တော့စုံမတ်ဆိုတဲ့သဘောတရားဆရာတို့ဟိုအရင်တည်းကလည်းခဏခဏဆရာခဲ့ပူပါတယ်ဟို great ဟို9လောက်တည်းဆရာတစ်ခါလည်းပြောပူတယ်ရှေ့တော့တင်တော့ great 9လောက်လည်းရှင်ခဲ့ဆရာခဲ့ပူတယ်ပြည်နေကြောင်းရဲ့စုံမတ်ကိုဆရာတော့ဟုတ်လားမြင်းကြောင်စုံမဆိုတာ equation နဲ့ကြောင်းဘာလို့လာလဲရှင်းလိုက်တယ်ပေါ့ဥပမာဆရာပြောပြဘူးလေဩ x + y = 1ရဲ့ဒါကပါတော့ x minus y equal to 2ဆိုပါဆိုတော့เนาะဒီ equation နဲ့ကြောင်းရှင်းရင်ဒီ equation နဲ့ကြောင်းဘာဖြစ်လဲမပြန်လို့ရှိရင်သိကြတယ်စုံပါပဲเนาะဥပမာရှောက်ရှာလိုက်ရင်ဘာလို့မှာဒီကောင်ပါလိုက်ရင်ခြေဝါးပြီးတော့ဘာရအောင်ဥပမာ3လို့ပြီလားနည်းနည်းတွက်လွယ်အောင်ခြေဝါးရင်ဘာရအောင် 2x equal to 4ဒါဆို x ဆိုဘယ်လားရ2ရအဲ့ x equal to ကြတဲ့ equation မှာအစားသွင်းဒီမှာသွင်းရင်ဆိုပါဆို2ဟောပါသွားရင်တန်တော့ y က negative 1ရအဲ့ဒါ2ရပါတယ်စုံမဲ့ဒီ line တစ်ခုရဲ့စုံမဲ့ ။စုံမက်ဆိုတဲ့သဘောကဒီစုံမက်ကဒီ line equation ကိုဘာဖြစ်စေလဲ။ပြည့်လဲစေတယ်လို့ရှောက်သိရအောင်။သဘောဓာတ်တွေရှောက်ပြန်သွင်းဟိုဘက်ဒီဘက်ဘာဖြစ်နေစေညီနေတဲ့သဘောကိုသိရအောင်။အလွယ်ပြောရင်ဒါဟိုမြင်းနှကြောင်းဒါမှမဟုတ်လဲပြည့်စုံတစ်ခုအရာဝတ္ထုတစ်ခုစုံလို့ရှိရင်အဲ့ဒီ equation တစ်ခုကအချင်းချင်းပြည့်လဲတယ်လို့သိရအောင်။နော်။အဲ့တော့ဒါဆိုအခုရှာ line နဲ့ plane equation တစ်ခုမသိလား line equation ကဒါဒါ line equation ပဲလေ ay ဇာဒါက by equation ပလဲရဲ့ equation သူတို့တို့ကဘာဖြစ်လဲပြောတာလဲ point intersection ရှင်စုံမောက်ရှာရင်ဆိုစုံမောက်မရှိလားစုံမောက်ရှိတယ်အဲ့ဒီစုံမောက်ရှာဖို့ဆိုရင်ဒီမြင်းနဲ့ကြောင်းပြည်လည်မရပြည်လည်တယ်ဆိုတဲ့သဘောတရားသင်ချမှာဆိုရင်တစ်ခုနဲ့တစ်ခုအစားသွင်းလို့ရဘာလို့လဲရလဲအဲ့အစားသွင်းလို့ရဆိုတာကဒီ line မှာရှိတဲ့ a1 ဇက်ကိုဒီမှာဘာလို့လဲရအစားသွင်းလိုက်လို့ရအဲ့ညာဘာသွင်း minus 1 plus 3s တွင် y နေရာမှာ3 minus 2s တွင် z နေရာမှာ2 minus 0တွင်းလို့ရတယ်။အတွင်းပြီးဘာနဲ့ပြင်ညီလိုက်3နဲ့ပြင်ညီလိုက်အဲ့ဒီရတယ်ဘာရမလဲ။မသိခင်ဆိုလို့ဘာပဲရှိတာလဲ။ဘယ်သူပဲရှိတာလဲ။အဲ s ပဲရှိတာမဟုတ်ဘူးလား။အဲ့တော့ဘာရမလဲ။ s ရမှာပေါ့။ရလာတဲ့ s ကိုဒီမှာဘာပြန်လောက်လိုက်။အစားသိလိုက်အဲ့ဒါဘာပဲလဲ။ a y z ဆိုတာဘာရပါပြီလဲ။သူရဲ့ စုံမဲ့ကိုရအောင်သဘောပေါက်မှာပြန်ပြောမယ်နော်စုံမဲ့ဆိုတဲ့သဘောက equation တစ်ခုပါလောက်လေးတစ်ခုတစ်ခုပါလောက်လေးရတယ်အစားသွင်းလို့ရတယ်အဲ့လိုကိုအလွယ်မှတ်လို့ရတယ်အစားသွင်းလေးရလို့ဆရာပထမဘုသူ့အစားသွင်းရင်ဦးဆုံး line ရဲ့ equation မှာရှိတဲ့ a1z တမိုးပလဲမှာဘာလို့ကြည့်လိုက်စားသွင်းကြည့်လိုက်တော့ဘာရသွားလဲမသိခင်ဘုသူရမယ် s ရအောင်အဲ့ဒီ s ကိုဒီမှာပြန်ပြီးပါလို့အစားအသက်သွင်းလိုက်ရလာတဲ့ a1z ကဘာပဲလဲသူရဲ့စုံမှတ်ပဲ ဝဘမနော်နှစ်ဆင့်နှစ်ပိုင်းရှိတာပေါ့နော်အဲ့တော့ဆရာစပြီးတော့ဟိုဘက်မှာစပြောပါမယ်ဘာလို့မှလဲပရမအဆင့်ဘာလို့မှလဲ play ရဲ့ equation ay z မှာ line ရဲ့ x y z ကိုဘာလို့မှလဲစာသွင်းမယ်အဆရာဒီမှာကြည့်မယ်နော်အဲ့တော့စာလေးတော့ရေးပြရမယ်ဘယ်လိုရေးမလဲ one of these by p နော်ဒီအမှတ်တွေကအမှတ်တစ်ခုဘယ်သူလဲဆို p ပေါ့နော် ပလိန်ပေါ်မှာရှိတဲ့အမတ်တွေအများကြီးရယ်အဲ့ဒီမှာမှာအဲ့ဒီပလိန်ပေါ်မှာရှိတဲ့အမတ်တွေအများကြီးတဲမှာမှပီပေါ့နော်အဲအဲ့ဒီပီကပလိန်ပေါ်မှာရှိခဲ့လို့ရှိရင်တဲ့ပြီးရင်သူပီနေပီရပါဖြစ်နေတယ်ဘယ်ပေါ်မှာလဲရှိတယ် line ပေါ်မှာလဲရှိနေအမတ်ပြတဲ့ကြောင့်ဒီမှာပါလောက်လို့ရတယ်အဲအစားသွင်းလို့ရတယ်နော်အဲ့ဒီဒီစာလေးတော့ရေးပြရအောင်ဘယ်လိုရေးမလဲ one of the boy p အသေးပြာဒီ plane ပေါ်မှာရှိတဲ့အမှတ်တွေရတခုကဘာမှရှိခဲ့မယ် plane ပေါ်မှာရှိခဲ့မယ်ဆိုရင် dpr ဘယ်ပေါ်မှာရှိလဲ play ပေါ်မှာရှိသလိုဘယ်ပေါ်မှာလည်းရှိလဲ line ပေါ်မှာလည်းရှိတာမဟုတ်လို့ဒါ line ရဲ့ coordinate အနေနဲ့သိရမယ်ဒါကြောင့်မို့သူ့ရဲ့ p တန်ဖိုးဖြစ်တဲ့သူ့ရဲ့ coordinate ဖြစ်တဲ့ a y z ကိုဒီမှာအစားသွင်းလို့ရအဲ့တော့ခဏလို့ပဲ a ညမှာဒါသွင်း y ညမှာဒါသွင်း z ညမှာဒါသွင်းလိုက်အဲ့ဒီဟာရှင်းလိုက်ပါရမယ်ဒါရှင်းရအောင်သတိဥပ္ပဏကမြောက်ဏကမြောက်တော့ -3 9s -2 -2 မြောက်အဲ minus minus 2 plus 3လေ minus 6 plus 4 minus 2 plus s equal to 3ပါเนาะအဲ့ဒီမှာအဆင့်တူတာတွေပေါင်း 9s ရယ် 4s ရယ် s ရယ်ပေါင်းလိုက်တော့ 3s 14s ကိန်းသီးတွေက9 minus 9 minus 11ဘာဘောတိုင်း plus 11ဆိုတော့14မြရအောင်အဲ့တော့ 14s 14s 1အဲ့ဒီ s ကိုဘယ်မှာပြန်စားသင်း လိုင်းရဲ့ equation ဖြစ်တဲ့ ay ဇာတ်မှာပြန်ရင်းပါလုံးမယ်အစာသင်းပါရမယ်သူဖြစ်ရတယ်နော်အဲ့တော့ဒါကိုဘယ်လိုရစေသိရှာဒီမှာပြန်ရင်းပြီလားလိုင်းရှာ ay ဇာတ်ဘာလို့သိတာလဲ ay ကဘယ်လိုသိတာလဲ minus 1 plus 3s လို့သိတာရယ် y က3 minus 2 z က2 minus အမှန်တမ်းပြောဒီမှာလीဒီပေါ်မှာရှိတဲ့ကောင်ဒီကောင်လားဒါ h y ဒါအဲ့ဒီရဲ့ s ညမှာဘာသွင်းရမလဲ 1တင်လိုက်တော့ -1 3ဆိုတော့2 1တင်တော့3 2ဆိုတော့1 2 1ဆိုတော့ဘယ်လားလဲ1အဲ့ဒါပါလေသူရဲ့စုံမှတ်ပဲအဲ့တော့ဒါဆိုရင်ဒုတိယတစ်ပိုင်းမှာစုံမှတ်လို့ချင်းရောတနည်းပြောရင်ဘယ်နှခါစားသွင်းရမလဲနှခါစားသွင်းရမလဲ line ရဲ့ ay ဇက်ကိုပမာရင်စားသွင်း plane ရဲ့ equation မှာစားသွင်းအဲ့ဒါဘာရလဲ s ရအဲ့ဒီ s ကိုပြန်ပြီးပမာပြန်စားသွင်း line ရဲ့ equation မှာပြန်အစားသွင်းလိုက်သူရဲ့ဘာရပြီး wire intersection ဆုံမကိုရရမှာနော်